ကြောက်တုံးနဲ့တဲခင်းကျွေးမှုရတဲ့စားတော့ဆိုင်ပြိသက်ကြီးတို့အခုမြင်တွေ့နေရတာကတော့ကြောက်တုံးနဲ့တဲခင်းဧည့်ခံတဲ့စားတော့ဆိုင်ပါဒီစားတော့ဆိုင်ကဂျပန်နိုင်ငံမှာတည်ရှိပြီးတော့နိုင်ငံခြားခီးသွားတွေကြားမှာနာမည်ကြီးပါတယ်တင်စားတော့ဆိုင်နဲ့ဝင်သွားတာနဲ့ဝေတာတွေကတင့်ကိုကြောက်တုံးကြီးတစ်တုံးလာချပေးမှာပါတော်တော်လေးကြောင်တော်တော်နိုင်ပြီးတင့်အနေနဲ့အံ့အားတင့်သွားလောက်မှာပါအမှန်ကဒီကြောက်တုံးတွေကတာမန်ကြောက်တုံးတွေမဟုတ်ပါဘူးအပူပေးထားတာကြောင့်တရှိရှိမြည်အောင်ပူနေတဲ့ကြောက်တုံးကြီးတွေပါ အဲ့ဒီကြောင်တုံးတွေပေါ်မှာမထုမပါအနေတော်နှီးပြတ်ထားတဲ့အသားတုံးလေးတွေကိုတင်ပြီးတော့ကင်စားရတာပါကြောက်တုံးရဲ့အပူချိန်လောက်နဲ့အသားကျက်ပါမလားလို့တော့မပူပါနဲ့နော်ဒီကြောင်တုံးတွေရဲ့အပူချိန်ကအသားတုံးတွေကိုတော့တေချာကျက်သွားစေနိုင်ပါတယ်ဒါကြောင့်ဒီလိုပူကျက်တောင်နေတဲ့ကြောက်တုံးတွေကိုလက်နဲ့မထိမိအောင်တော့တေချာခရူးဆိုင်ပြီးတော့กินရပါတယ်ဒီလိုနှီးနဲ့အသားกินတာကမီးသွေးမီးဖို့တွေနဲ့กินတဲ့အသားတွေထက်အရသာပိုကောင်းတယ်လို့ပြောကြပါတယ်ပြည့်သက်ကြီးလို့ရောဒီလိုစားသောက်ဆိုင်မျိုးမှာစားမှုကြရလားရှင် အတွေ့အကြုံတွေကိုကွန်မန့်လေးမှာဖြည့်ပေးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်တယောက်ယောက်ကငါအကျေးကိုနဲ့ဂျင်းဒီလုံးလို့ရတယ်လို့ပြောရင်ပြိတ္တတို့ယုံနိုင်မှာတော့မဟုတ်ပါဘူး။တကယ်တော့ဒါဟာအမှန်ပါပဲ။တရုတ်ပြည်ကလူတွေကငါအကျေးကိုမျိုးကိုတုံးပြီးဂျင်းဒီလုံးကြပါတယ်။ပထမဆုံးအပေါ်ကအညီအကျေးတွေအကြည့်ချွဲတွေပြောင်းသွားအောင်အကျေးကိုမျိုးကိုရေနဲ့ထပ်ခါထပ်ခါဆေးပေးရပါတယ်။ အတင်းဝင်နေလဲစိတ်ကမနေတော့ဘူးရေထဲကြည်သွားပြီဆိုရင်တော့အိုးပေါ်မှာတင်ပြီးရေသက်နဲ့ပုတ်ပွက်စုအောင်ပြုတ်ပေးရပါမယ်။ငါးညီနဲ့ပြောက်အောင်ပေါပါလီထားတဲ့ဂျင်မုံလောင်ဥနဲ့ဝိုင်းဖြူအနှဲငယ်ကိုလည်းထည့်ပေးဖို့လိုတာပေါ့။အရသာပေါပေါကြီးဖြစ်မနေချင်ဘူးဆိုရင်တော့အစာအနှဲငယ်လေးထည့်လိုက်ပါ။အဲ့ဒီနောက်မှာတော့အဝေပါပါတစ်ခုကိုတုံးပြီးအိုးရဲကငါးအခြေဝင်တွေကိုစစ်ထုတ်လိုက်ပါ။နောက်ဆုံးမှာတော့ဂျယ်လက်တင်ပါတဲ့ငါးပြုတ်ရည်သာကျန်ခဲ့ပါလိမ့်မယ်။ဒီငါးပြုတ်ရည်ကိုရေခဲတတားထဲမှာနှစ်နာရီလောက်အေးအေးခံပြီးတာနဲ့အရသာရှိတဲ့ဂျယ်လီတုံးလေးတွေရပါပြီ။ ငါးကြီးကိုလည်းလှုပ်ထားတယ်ဆိုပေမဲ့စားဘူးတဲ့သူတွေကတော့ငါးညီနဲ့မနှံ့ဘူးလို့ဆိုပါတယ်။ဒီဂျယ်လီတွေက အရသာရှိုံတွေမကပဲကောလဂျင်လင်းကျွေးဝတာကြောင့်ကျန်းမာရေးနဲ့အသားရည်အတွက်လည်းကောင်းတယ်လို့သိရပါတယ်။ပြိတက်ကြီးလို့ဆိုရင်ရောဒီလိုငါးကြီးကိုဂျယ်လီကိုစားချင်ကြရလားဆိုတာပြပြပေးသွားကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ပြိတက်တို့တော်တော်များများထန်းကြီးဆန်ကိုစားဖို့ကြပါပါ။ ငါးပင်ကနေခုနှစ်ပင်လောက်ထိမြင့်တဲ့ထန်းပင်ကြီးတွေမှာမှာတီးတဲ့ပြီးတော့အပင်ကနေအသီးစာတီးဖို့ဆင်းနှင်းလောက်ထိကြာတတ်တဲ့ထန်းသီးဆန်တွေကမြန်မာနိုင်ငံမှာတော့အလိုပေါများပဲမြင်တယုတ်နိုင်ငံမှာတော့ရှားပါပြီးဈေးကြီးတယ်လို့ပြောလို့ရပါတယ်။ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းတယုတ်တွေကထန်းသီးဆန်ကိုဒီတိုင်းမစားပဲမီးဖုတ်ပြီးမှစားကြတာပါ။ထန်းသီးပေါ်မှာပါတဲ့အမွှေးနုနုလေးတွေကထိလိုက်တာနဲ့ရာရန်စီတာကြောင့်မစားငယ်အခုလိုနှစ်နာရီလောက်မီးဖုတ်ပေးရတယ်လို့ဆိုပါတယ်။မီးဖုတ်ပြီးတဲ့အခါအသီးကလည်းမှဲ့နေသလိုအီအီလေးဖြစ်သွားပါပြီ။ အဲ့ဒီအခါမှာထိပ်ပိုင်းကိုဓာတ်နဲ့နှိပြီးအခုလိုလူလုံးတစ်သားကြောင့်နှချောင်းကြောင့်မှညှက်လိုက်ပါတယ်။ပုံမှန်ဆိုရင်ခွာရခတ်တဲ့ထန်းသီးဆန်တွေကဘလောက်တောင်လွယ်လွယ်ကူကူနဲ့ထွက်လာကလေးဆိုတာကိုကိုယ်တိုင်သာကြည့်လိုက်ကြပါတော့။မိကိုမုံနေအညေကျေးတွေပေးနေတဲ့ဒီထန်းသီးဆန်တွေကိုရေနဲ့သေချာစေ့ကြောပြီးရင်တော့စနစ်တကျထုတ်ပိုးပြီးတော့တင်ပို့လို့ရသွားပါပြီ။တရုတ်နိုင်ငံမှာတော့ဇက်တောက်ဇက်တောက်နဲ့စားလို့ကောင်းတဲ့ဒီထန်းသီးဆန်တွေကိုအချိုဝဲတွေလောက်ရမှာအများဆုံးသုံးကြပြီးတော့စမူတီဖြော်ရည်မှလည်းထည့်သုံးတတ်ကြပါတယ်။ပြည့်တဲ့ကြီးတို့ရောထန်းသီးဆန်စားရတာကြိုက်ကြရဲ့လား။ 别聊那个，上年纪就别给咱来转，这是种充电续牌的心。